သူတို့ကကျွန်တော်ကို လက်ခံလိုက်ပြီအမေအမေသည်ငြိမ်ကျသွားသည်အချိန်အတော်ကြီးကြာမျှတိတ်ဆိတ်နေသည်ထို့နောက် အလွန်တိုးသောလေတံဖြင့်ပြောသည်မင်းဘာဖြစ်လို့ဒီလိုလှုပ်လိုက်ရတာလဲစင်မီရဲ့မင်းလူပုံကမဟုတ်သေးဘူးသားရဲ့ကျွန်တော်မတတ်နိုင်ဘူးအမေကျွန်တော်ကြောင်မီသွေးတွင် အလုတ်ကိုဆက်လုတ်ခြင်းနဲ့စိတ်မရှိတော့လို့ပါအမေရဲ့ ဟုပြောလေသည်နောက်တစ်ပတ်အင်္ဂါနေ့ညနေ9:00နာရီအချိန်ခန့်တွင်ဖြစ်သည်အလင်းရောင်ရှိနေသေးတော့လေလမ်းများပေါ်တွင် လူသွားလူလာမရှိတော့ဘဲတိတ်ဆိတ်ချောက်သွေးနေသည်လိမ့်လန်းတွေအတိုင်းရှောက်လာလဲရှိသောဒေးဗစ်သည် သူ့အိမ်တဲသို့ဝင်သွားသည်ဧကန်ထဲရောက်သည့်အခါသူ စာများတင်ထားလေးရှိသောလင်ပန်းစီသို့လှမ်းကြည့်သည် လင်ပန်းထဲတွင် စာတစ်စောင် သူသည် စာကိုကောက်ယူပြီးကြည့်လိုက်သည ူမျက်နှာသည်ချက်ချင်းဝင်းထိန်သွားသည်သူသည်မိဖို့ခန်းထဲသို့ဝင်သွားပြီးစပွဲ၌ထိုင်ကာသူရှုဖက်နှံများကိုလက်တစ်ဖက်ဖြင့်ချွေ၍ကျန်လက်တစ်ဖက်ဖြင့်စာကိုကြည်နေသည်ကြည်နေသည်သူအတွက်ညက်ဖက်နှက်လာချပေးသည်ဤလောက်ရက်သည်ခါတိုင်းနေမတူတမူထူးခြားသောလောက်ရက်ဖြစ်နေသည်ခါတိုင်းဆိုရင်ဤကဲ့သို့လှုပ်ပေးလျက်မရှိဖာတိဖာတာနေတက်သည်အခုတလောကျင်းနေသည်တစုံတစ်ခုအတွက်တော့ကရောက်နေတယ်လို့လဲဖြစ်နေသည် ဒေးဗစ်ကဖက်နလာချပေးသည့်အတွက်ကျေးဇူးတင်စကားပြောသည်ဂျီနီထံမှဝိုင်းအနှံ့သည်တသိန်းသိန်းတို့တော်လဲရံဖြစ်နေမည်ဆိုသဖြင့်ဒေးဗစ်ကဘာမှမပြောတော့ဘဲဂျိန်နေသည်ဤကိစ္စနှင့်ပတ်သက်၍ပြောရသည့်အချိန်ပေါင်းမှမနေတော့ပြီပြောရမည့်စကားလုံးများအပေါ်ညီးငွေလှပြီဂျီနီကမူသူနည်းနည်းကလေးတောက်ထားတာပါဟုရှင်းပြသည်နယူဘီတဲဆောင်ကဒေးဗစ်အားအလုပ်ထုတ်ခဲ့သည့်အတွက်သူ စိတ်ထိခက်ခဲရယုံသာမကစိတ်တက်ပါကြဆင်းခဲ့ရကြောင်းထို့ကြောင့်ဝိုင်းအနေငယ်တောင်းမိကြောင်းစသဖြင့်ပြောပြနေသည်ဒေးဗစ်သည်စာကိုဖောက်၍ခပ်ဖြည်းဖြည်းဖတ်နေသည်ထို့နောက်စာကိုသူ့ဒူးပေါ်တင်ကသူ့ရှေ့မှမိဖို့စီသို့ငေးကြည့်နေသည် သူ့မျက်နှာထားသည်တည်ငြိမ်လျက်ရှိသည်ဒေးဗစ်အနေဖြင့်တစုံတရာကိုအလေးအနက်ထား၍စဉ်းစားနေသည်မှာထင်ရှားသည်ဂျင်းနေသည်ဒေးဗစ်၏အဖြစ်ကို သိနာလေနေသည် ကြက်ဝီသွေးတွင် အရေးအခင်ကြီးဖြစ်ပေါ်ခဲ့ပြီးနောက်၆လမြောက်ကာလအတွင်းဒေးဗစ်သည်များစွာအိုးစားသွားခဲ့သည်ဆယ်နှစ်လောက်အသက်ပိုကြီးသွားသည်ဟုပင်ထင်မှတ်ရလေသည်ဂျီနီသည်မိဖို့ထဲ၌ခိုးလျှောက်တီလျှောက်လုကာအလုံများချင်းရောင်ဆောင်နေတော်လဲတွေးငီးနေသည့်ဒေးဗစ်အားမကြာခဏလှမ်းလှမ်းကြည့်သည်စားရဲ၌ပါပါတီကိုတိချင်စိတ်သည်မြို့သိပ်၍မရဒေးဗစ်အခုလောက်ငြိမ်ပြီးတွေးနေခြင်းသည် စာဤထူးခြားမှုကြောင့်ဖြစ်ရမည်ဟုသူတွက်မိသည်။သူမဤမျက်လုံးများသည်ကြောက်လန့်ခြင်းနှင့်စိုးရိမ်မကင်းခြင်းများကိုပေါ်ပြနေကြသည်။အရေးသိကြီးတဲ့ကိစ္စလားဟင် ဟုတ်ဂျင်းနီကမေးသည်။မမေးဘဲမနေနိုင်တော့သဖြင့်ထုတ်၍မေးလိုက်ခြင်းဖြစ်သည်။နွန်းချင်းစီကစာပါ ဟုတ်ဒေးဗစ်ကဖြေသည်။ဂျင်းနီကဒေးဗစ်အားနားမလည်နိုင်သည့်မျက်နှာထွားဖြင့်ချိန်နေသည်။နက်ပကျွန်းကြောက်မိသွေးတွင်အရေးအခင်ပေါ်ပြီးကောင်မှ ဟာရီနူဂျင်နဲ့ဒေးဗစ်တို့ယင်းနှီးလာခဲ့ကြခြင်းဖြစ်၍ထိုယင်းနှီးမှုအပေါ်တွင်ဂျင်းဒီကတန်တရာမကင်းဖြစ်ခဲ့သည်ဂျင်းဒီကအလုတ်ကိစ္စနဲ့ပတ်သက်တဲ့စာထင်လို့ပါဂျင်းဒီအနေနဲ့မောင်အလုတ်ကိုင်မရှိလို့ရောင်လေလေဖြစ်နေတာကိုမချစ်ရဘူးဒေးဗစ်ကလှည့်ကြည့်သည်တနည်းအားဖြင့်တော့အလုတ်ကိစ္စလည်းပါတယ်လို့ပြောရမှာပါပဲပြီးခဲ့တဲ့အပတ်ကမောင်သူ့စီကိုစာရေးခဲ့တယ်အဲ့ဒီစာကို သူကပြန်ရေးလိုက်တာပဲ။ ူကစစ်လူနာတင်နေရင်တက်ဖွဲ့တဲကိုဝင်သွားပြီ လူနာထန်းစင်တဲ့တဲ့တတအဖြစ်နဲ့ပြင်သစ်နိုင်ငံကိုစစ်ထွက်ရမယ်။မောင်လေးသူ့နဲ့အတူလိုက်သွားဖို့ဆုံးဖြတ်ပေးပြီ။ဂျီနေသည်ညစွာအံ့အားတင်ကပစက်အဟောင်းသားဖြစ်နေသည်ပထမတွင်ဒေါသကြောင့်တမျက်နာလုံးနေရဲလာတော့လဲနောက်တခဏမျှအတွင် ဖြူဖက်ဖြူရောဖြစ်သွားသည်မျက်စိမျက်နှာပြက်ကကြောင်ငေးငေးဖြစ်နေသော ဂျီနီကိုကြည့်၍ဂျေဗစ်သည်ထိုင်ရမှဖြတ်ခနဲထားလိုက်ပြီးအနားသို့ကတ်သွားသည်စိတ်ပူစရာမရှိဘူးဂျီနီနည်းနည်းကလေးမှကိုစိတ်ပူစရာမလိုဘူးဒါပေမဲ့မိမိဟစေအောင်ဟုတ်ဂျီနီကပြောသည် မောင်ကဘာကြောင့်သူနဲ့လိုက်သွားရမှာလဲမောင်အနေနဲ့သွားဖို့လိုအပ်နေသလားဂျီနီကသူ့အတွက်ပူပန်မှုကိုကြည့်ကဒေးဗစ်သည်စိတ်ထိခိုက်ရ၏အမှန်တော့ဒေးဗစ်သည် မြို့ချစ်စိတ်ဟူသောစကားအပေါ်အလေးအနက်ထားသူမဟုတ်ပေနိုင်ငံရေးသဘောအရကြည်မြီဆိုပါကစစ်သည်စီးပွားရေးအရဆက်ဆက်ပေါ်ပေါက်လာခြင်းသာဖြစ်သည်လူဤကိုကျိုးကြည့်မှုပစ္စည်းဥစ္စာများတိုးတက်ပိုင်ဆိုင်လိုမှုနှင့်ဩဇာအာဏာကြီးမားလိုမှုများကြောင့်သာ မြို့ချစ်စိတ်ကိုရှေ့တန်းတင်နေချခြင်းဖြစ်သည်တကယ်တော့အခုသူစစ်ထဲဝင်ခြင်းသည် အများသူကပြောနေတဲ့ကဲ့သို့မြို့ချစ်စိတ်ကြောင့်မဟုတ် သူ့သဘောသူ့အကြောင်းနဲ့စစ်ထဲဝင်ဖို့စိတ်ကူးခဲ့ခြင်းဖြစ်သည်ဒေးဗစ်သည်စိတ်မကောင်းခြင်းကြီးစွာဖြင့်ဂျီနီ၏အနည်းသို့သွားကတရွတ်တရ ပွေထားသည် မောင်ရှင်းပြရမှာခက်တဲ့ဂျီနီမင်းလည်းတိခဲ့ပြီးပါပြီကြောက်မိသေးတွင်းမှာဘေးအန္တရာယ်ကြီးကြရောက်ပြီးကြတဲ့ကမောင်စိတ်ဟာကတောင်းတနေတွေဖြစ်ခဲ့ရတယ်ဒီကြားထဲမှာကျောင်းဆရာအလုတ်ကအဖြုတ်ခံရတယ်ဘီအေစာမီဝဲကိုလည်းမဖြေခဲ့ရဘူးအဲ့ဒါတွေနဲ့ ရင်ဆိုင်ရပြန်တော့မောင်စိတ်ဟာပိုးပြီးရှုပ်ထွေးခဲ့ရတယ်။ဒီကြားထဲမှာစစ်ကြီးကဖြစ်လာရပြန်တယ်။ဒီစစ်ကြီးဖြစ်နေသမျှကာလပတ်လုံးမောင်အနေနဲ့ကိုယ်နိုင်ငံအတွင်းမှာကိုယ်လှုပ်ချင်တာကိုလှုပ်နိုင်မဲ့အခွင့်အရေးဟာရမှာမဟုတ်ဘူးကြီးနီ။အခုဆိုရင်ကြည့်မောင်ရည်ကြီးစင်မီကလည်းစစ်ထဲဝင်သွားပြီ။မောင်မိတ်ဆွေဟာရီနူးချင်းကလည်းစစ်ထဲဝင်သွားပြီ။မောင်ဘာလုပ်ရမလဲ။မောင်အဖို့လဲရွေးစရာလမ်းကဒီတလမ်းပဲရှိတော့တယ်။ မဟုတ်သေးပါဘူးဒေးဗစ်ကြီးဟုတ်ဂျီနီကပြောသည်မောင်ဝင်သွားလို့မဖြစ်နိုင်ပါဘူးမောင်ဘာမှမဖြစ်နိုင်ဘူးဆိုတာယုံပါဂျီနီရဲ့ဒီကိစ္စအတွက်တလောက်အထိစိတ်ထိခိုက်မနေပါနဲ့မဟုတ်ဘူးဒေးဗစ်မောင်ဂျီနီကိုဒီလိုစွန့်ပစ်သွားလို့မဖြစ်နိုင်ဘူးအထူးသဖြင့်အခုလိုအချိန်မျိုးမှာမောင်ပစ်သွားလို့မတော်ပါဘူးဒါပေမဲ့ဂျီနီအခုဟာက အခုလုံးလုံးစေဂျင်းနီကိုမောင်ထားခဲ့လို့လုံးဝမဖြစ်နိုင်ဘူးမောင်မောင်ဟာဂျင်းနီရဲ့လင်ပါဂျင်းနီမှာခလေးရှိနေပြီဆိုတာမောင်မသိဘူးလားဟင်ဂျင်းနီတို့ခလေးရတော့မယ်ပျော့ပျော့ဆူဆူဂျင်းနီကငိုသည်ကြားလိုက်ရသည့်တဲ့င်းကြောင့်ဒေးဗစ်သည်တုံ့လောက်သွားခဲ့သည်ဂျင်းနီအခုလိုဝမ်းနဲ့ပက်လက်ဖြစ်ပြီးငိုကြွေးနေသည်ကို သူပကြည့်ရဲ့သူသည်ဂျင်းနီအားတင်းကျပ်စွာ ပွေဖက်ထားသည်မငိုပါနဲ့ချစ်ရင် မငုံပါနဲ့တော့မောင်မောင်ဝမ်းတာတယ်တအားကိုဝမ်းတာတယ်မောင်က အခုလိုဖြစ်လာဖို့အမြဲတမ်းမျောလင့်တောင်းတနေခဲ့တဲ့သူပါကွယ်ဒေးဗစ်ကတရွတ်တရပွေဖက်ပြေးချော်သည်ဂျင်းနေသည် သူ့မျက်နှာကိုဒေးဗစ်၏ရင်ပတ်၌အယွေတရှုံရှုံငိုနေစေနောက်တော့တဖြည်းဖြည်းနဲ့အငိုတိတ်သွားသည် သူလျှော့ဝက်ချက်ကိုပြုတ်ပြလိုက်ရ၍ရင်ထဲမှာများစွာ ပေါက်ပါသွားဟန်တူသည် သူ့မျက်နှာသည်သွေးရောက်လွှမ်းလာသည် မောင်ချင်းဒီကို မထားခဲ့တော့ဘူးနော်ဘာပဲဖြစ်ဖြစ်ကလေးမွေးချင်အထီတော့မောင်ပြစ်မသွားဘူးမဟုတ်လားယင်ဟုတ်ပြောသည်မသွားပါဘူးချေကတိပေးနော် မောင်ကတိပေးပါရဲကွာဒေးဗစ်သည်ဂျင်းနီအားဒူးနှစ်ဖက်ပေါ်၌ထိုင်ခိုင်းကပွေထားသည်ဂျင်းနီကလည်းသူ့မျက်လုံးများထဲကအရေးအငွေများကိုဒေးဗစ်မြင်ပြီး နှင့်အထိပေကိုသိရှိသွားမည်ဆို၍ထင်သည်သူမျက်နှာကိုဒေးဗစ်၏ရှင်ဘတ်ပေါ်၌မောက်ထားစေမင်းဘာပြုလို့ဒီကိစ္စကိုစောစောစီစီအသိပေးပေးရတာလဲမောက်စိတ်ဆိုးမှကြောက်လို့ပေါ့အဲ့ဒီအချိန်ကမောက်မှာတောကတွေအများကြီးရှိနေတာဆိုတော့တပူပေါ်နှစ်ပူဆင့်ဖြစ်မှာဆိုလို့ပါမောက်ကဘာဖြစ်လို့စိတ်ဆိုးရမှာလဲကွာမောက်မတော်တော့ဘူးနော်ဟုတ်လား ချင်းနေကလေးမိပွားပြီးတဲ့အချိန်ထိဘေကူမမသွားတော့ဘူးပေါ့နော်မင်းချင်းချင်းမမဖြစ်မှာပဲစစ်တပ်ထဲဝင်ဖို့ကိစ္စကိုမောင်စဉ်းစားတော့မယ်ချင်းနေဒါပေမဲ့ချင်းနေကအထိတ်တလန့်ဖြစ်ကမော်ချီသည်စိုးရိမ်တော့ကမကင်းတော့မျက်နှာထားဖြစ်ချင်းနေရင်မှငိုရော့မြေလက္ခဏာကိုပြသည်မင်းကလည်းနောက်ကိုဘယ်တော့မှဝိုင်မတော့တော့ပါဘူးလို့မောင်ကကတိပေး ဟုပြောသည်ချက်ချင်းပင်ဂျီနီ၏မျက်နှာသည် ကြီးလင်းရှင်လန်းသွားသည်ဂျီနီမတော့ထော့ဘူးလို့တတိပေးပါရဲဒေးဗစ်ရဲ့ဂျီနီ တခက်ကိုကတိပေးပါရဲမောင်ဟာဒီကဘာမှာဂျီနီအပေါ်မှာအကောင်းဆုံးပါဒေးဗစ်ရဲ့ဂျီနီကတော့မကောင်းတော့ပါချီရဲ့ဒေးဗစ်ကဂျီနီအားတူး၍တင်းကျက်စွာဖက်ထားသည်ဂျီနီကလည်းတအားပြန်ဖက်ထားသည်ဂျီနီနှင့်သူဤသား သူ့ဘဝသည်တည်ခြင်းမှတပံပြန်၍ရှင်သန်လာခြင်းဟုသူစိတ်ကမြင်သည်ထိုအခိုက်မှာပင်အပြစ်မှခေါင်းလောင်းတန်းထွက်ပေါ်လာသည်ဂျီနီကကောင်းထောင်ကြည့်သည်ဘယ်သူများပါလဲဟုရေရွတ်သည်အခုလိုအချိန်မျိုးတွင်အိမ်ရှိမှလာသောဧည့်သည်ဟု၍မရှိသူသည်ဒေးဗစ်၏ရင်ခွေမှဆင်း၍အိမ်ရှိတကားစီသို့ပြေးသွားသည်တမနစ်ခန့်အတွင်းဂျီနီပြန်ရောက်လာသည်သူစိတ်သည် ်အံ့ဩခြင်းကြောင့်လှုပ်ရှားလျက်ရှိသည်။မစ္စတာမစ္စတာအာသာဘာရစ်ရောက်နေတယ်ဟုပြောသည်။သူ့ကိုဧကန်ထဲမှာထိုင်ခိုင်းထားတယ်။မစ္စတာအာသာဘာရစ်ကမောင်နဲ့တွေ့ချင်လို့တဲ့။ဒေးဗစ်ဤမျက်လုံးအကြည့်သည်တင်းမာသွားသည်။သူကဘာကိစ္စရှိလို့လဲလဲ။ဟုတ်မေးသည်။သူကဘာမှမပြောဘူး။ချင်းဒီကလည်းမေးဖို့မတင်တာနဲ့မမေးမိဘူး။ဒါပေမဲ့ မောင်စဉ်းစားကြည့်လေဒီလိုအချိန်ကြီးလာတာဟာမထူးဆန်းနေဘူးလားအဲ့ခန်းထဲကမိဖို့ကိုတော့မိသွားထည့်ပေးဦးမှာဖြစ်မှာဒေးဗစ်သည်ဘာမှမပြောတော့ဘဲအဲ့ခန်းထဲသို့ဝင်သွားသည်သူဝင်သွားချိန်တွင် အာသာသည်အဲ့ခန်းထဲ၌ခောက်တုတ်ခောက်ပြန်လန်တလားလျက်ရှိသည်ဝင်လာသောဒေးဗစ်အားမျက်လုံးပြူး၍ကြည့်သည်ထို့နောက်ဒေးဗစ်စီသို့ရှောင်လာသည်ကျွန်တော်အနောက်ရှက်ပေးတယ်လို့ဖြစ်နေရင်ခွလို့ပါ ဟုတ်အာသာကပြောသည် သူသည်အနည်းရှိကလထိုင်တစ်လုံးတွင်အယုတ်ကျိုးပြတ်ထိုင်ချလိုက်ပြီးသူ့မျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ထားသည်ခမယာဘလို့ခံစားနေရတလဲဆိုတာကျွန်တော်သိပါတယ်ကျွန်တော်ခမယာကိုနည်းနည်းလေးမှအပြစ်မတင်ပါဘူးတကယ်လို့အခုလာတာကိုခမယာကလက်မခံဘူးဆိုရင်တော့ကျွန်တော်ခမယာကိုအပြစ်မတင်ပါဘူးဒါပေမဲ့ကျွန်တော်ခမယာစီကိုမလာလို့မဖြစ်ပါဘူးကျွန်တော်အခြေအနေကခမယာစီကိုလာမှဖြစ်ပါ ခမည်းနဲ့မတွေ့လို့ဖြစ်ကိုမဖြစ်လို့ပါကျွန်တော်ဟာခမည်းကိုအမြဲတမ်းခင်လာခဲ့တဲ့သူပါအခုအချိန်မှာကျွန်တော်ကိုကူညီနိုင်မဲ့လူဟာခမည်းတစ်ယောက်ပဲရှိပါတယ်ဒေးဗစ်သည်အာသာနှင့်မျက်နှာချင်းဆိုင်ကလထိုင်နိုင်ဝင်ထိုင်လိုက်သည်မင်းဘာပြောချင်တာလဲပြောဟုတ်ဒေးဗစ်ကမေးသည်အာသာသည်မျက်နှာပုံ၌အုပ်ထားသည့်လက်များကိုဖြတ်ခနဲဖဲလိုက်ပြီးဒေးဗစ်အားစူးစူးဆိုက်ဆိုက်ကြည့်နေသည်ကျွန်တော် လိုချင်နေတာအမှန်တရားပဲကျွန်တော်စိတ်ဟာပူလောင်နေတယ်အေးအေးနေလို့ကိုမရဘူးအဲ့လိုလည်းမပြောဘူးဒီဟာကိုမသိရသမျှကျွန်တော်စိတ်ဟာငြိမ်နေမှာမဟုတ်တော့ဘူးအခုကြောက်မိသွေးတွေးမှဖြစ်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ကျွန်တော်အဖေဟာအပြစ်ရှိတဲ့သူမဟုတ်လားကျွန်တော်သိရမယ်တိကိုတိမှာဖြစ်ပါခမညာကျွန်တော်ကိုကူညီစမ်းပါဗျာဒေးဗစ်သူ့အကြည့်ကိုအာသအပေါ်မှာလွှဲဖယ်လိုက်သည် အာသအပေါ်တနာသောစိတ်သည်ရခင်ကလိုပင်အဆိုင်အခဲကြီးမားစွာဖြစ်ပေါ်လာသည်ငါကဘာလို့ပေးနိုင်မှာလဲကွာဟုတ်ဒီဘက်ကအတန်တိုးတို့ဖြစ်မေးသည်ငါပြောတင်ပြောထိုက်တာအားလုံးကိုစုံစမ်းစစ်ဆေးရေးကော်မတီရှေ့မှာပြောခဲ့ပြီးပြီပဲသူတို့ကငါစကားတွေကိုနားမမထောင်ကြတာစုံစမ်းစစ်ဆေးရေးကော်မတီထပ်ဖွဲ့ပြီးစစ်နိုင်နေမှာမဟုတ်လားဘာများအကျိုးရှိမှာလဲကွာ အာသထမရေရွတ်တန်တခွန်ထွက်လာသည်။နာကြီးမှုကိုဖော်ပြသောအတန်ဖြစ်သည်။တရားမျှတမှု ဟုတ်အာသကပြောသည်။ဘယ်မှာလဲတရားမျှတမှု တွင်းထဲမှာပိတ်လောက်ပြီးတိတ်ခဲရတဲ့သူတွေကိုတွေးကြည့်စမ်းပါ။ဘလောက်များခံစားတော့ကြရမလဲ။စက်ရစ်ခဲ့တဲ့မယားတွေနဲ့တားသမီးတွေအဖြစ်ကိုကြည့်ပါဦး။ဖျားဖျားသိပခံတိုင်းလောက်အောင်စိုးဝါတဲ့ကိစ္စပါလား။ ကျွန်တော်အဖေမှသာအပြစ်မကင်းဘူးဆိုရင်သူကျူးလွန်ခဲ့တဲ့အမှုဟာရက်ဆက်ကြမ်းကြုတ်ပြီးကြောက်စရာကောင်းလာပါတယ်။ဒီကိစ္စကိုအခုလိုပဲဖုံးကွယ်မှေ့ပြောက်ပြစ်ပြီးသူ့ကိုပဲအမုန်းတင်သစ်သလား။ဒေးဗစ်သည်ထရမထား၍ပရင်းပေါက်စီသို့သွားရက်သည်။အာသာအာသူ့စိတ်သူပြန်ထင်းရန်အတွက်ရှောင်ပေးခြင်းဖြစ်သည်။ငါလည်းပဲပထမတော့အခုမင်းတွေးတယ်လို့ပဲတွေးခဲ့မိတယ်။အဲ့ဒီတော့အဆိုးဆုံးတွေနဲ့ရင်ဆိုင်ရတယ်။ မုံတီးမှုဆိုတဲ့ကြောက်စရာစိတ်ဟာပေါ်လာတယ်။ဒါပေမဲ့ငါအဲ့ဒီဟာကိုကြော်လွားနိုင်အောင်ကြိုးစားခဲ့တယ်။လွဲလို့မလွယ်ဘူး။အဲ့ဒီလိုပြင်းထန်တဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်လာတာဟာလူတဘာဝပဲ။အရေးကြီးတာကအဲ့ဒီတုံ့ပြန်မှုကိုကောက်ယူပြီးလွှတ်ပြလိုက်ဖို့ပဲ။ဒီအကြောင်းကိုနူးကျင်ဒီမှာရှိတုန်းကအမြင်ပြောမိတယ်။မင်းကငါနူးကျင်နဲ့တွေ့စေချင်တယ်ကွာ။နူးကျင်ဟာ စိတ်နေသဘောထားတိတ်ကိုဖြူစင်တဲ့လူတစ်ယောက်ပဲငါတွေ့ဖူးခဲ့သမျှလူတွေထဲမှာစိတ်ကောင်းအရှိဆုံးလူတစ်ယောက်ပါဟာကွာအခု Neptune ကြောက်ပြီးသွေးတွင်းကိစ္စမှာလူတစ်ယောက်ထဲအပေါ်အပြစ်ပေးုံနဲ့လုံလောက်သွားပြီလို့တော့မထင်သင့်ဘူးအာသာဖြစ်ရမှာကအဲ့ဒီကိစ္စကြီးရဲ့အနောက်မှာရှိနေတဲ့စနစ်ပဲငါပြောတာကိုမင်းနားလည်ရဲ့လားအာသာတစ်ပင်ရဲ့အမြင့်တွေမှာ တွေ့နေတဲ့ယောဂါကိုတစ်ကိုင်းတွေခုတ်ပစ်ုံနဲ့မရနိုင်ဘူးလို့ငါထင်တယ်။ဒေးဗစ်သည်အသာအားနားဝင်အောင်စိတ်ရှည်လက်ရှည်ရှင်းပြနေသည်။သူ့စကားအစုံတွင်အသာကဒီလိုဆိုရင်ဒီကိစ္စကိုခမရကဘာမှမလုပ်တော့ဘူးပေါ့ဟုတ်လား။ဒေးဗစ်ကကောင်းခါသည်။ဒါပေမဲ့စ조사ကြမယ်။ဟုတ်ပြောသည်။စစ်ကြီးပြီးတော့တာနဲ့တပြိုင်နက်လောက်ပါပဲ။အခုတော့ မင်းကမပြောနိုင်သေးဘူး။ဒါပေမဲ့ငါပြောတာကိုယုံပါ။ငါလို့ဖို့စူးစမ်းတော့မှာပါ။အခန်းထဲတွင်အချိန်အတော်ကြာမျှငြိမ်စိတ်နေသည်။အာသာသည်သူ့လက်တစ်ဖက်ဖြင့်မျက်လုံးများကိုပုတ်နေသည်။ချွေသည်ချွေပေါက်များသည် သူ့နှဖိုးတွင်စီးကျလျက်ရှိသည်။သူသည် ထိုင်နေရမှထရက်လိုက်သည်။ဒါဆိုရင်ခမည်းကျွန်တော်ကိုမကူညီတော့ဘူးပေါ့။ဟုတ်မေးသည်။ဒေးဗစ်ကလက်တစ်ဖက်ကိုဆန့်တန်းပေးသည်။ စွန့်လွတ်လိုက်ပါတော့ကွာဟုတ်ဒေးဗစ်ကပြောသည်ဒီကိစ္စကြီးကို စိတ်အစွဲလမ်းပဲဖြစ်ပါနဲ့မင်းပဲနှစ်တာမှာမင်းပြစ်လိုက်ပါကွာကျွန်တော်မင်းပြစ်လို့မရဘူးဒေးဗစ်မင်းမပြစ်နိုင်ဘူးဒေးဗစ်သည်ထိုင်ရမှထား၍အိမ်ရှိတကားပေါက်စီသို့ရောက်သွားသည် တကားကိုဖွင့်လိုက်သည် အပြင်ဘက်တွင်မိုးသည်ရွာသွန်းလျက်ရှိသည်အာသာသည်ဒေးဗစ်အားလှည့်မကြည့်ဘဲနှုတ်ဆက်စကားပြောသည် ထို့နောက်ဆွဆွနေသောအပေါင်းထုအတွင်းသို့ဒူးဝင်သွားသည်ဒေးဗစ်သည် ပွင့်နေသောတကားဝ၌ရက်ကအသာဤခြေတံကို နားဆွင့်နေသည် ခြေတံများသည်တဖြည်းဖြည်းချင်းဝေးသွားကနောက်ဆုံးတွင်ပြတ်သွားသည်ထို့နောက်တော့သူချားနေရသည့်အသက်များသည် တဖြောက်ဖြောက်ကျဆင်းနေသောမိုးတံများအာတာသည်လောကီဟာသို့ခုနှစ်နာရီထိုးမှပြန်ရောက်သည် မတိမငိမ့်ဖြစ်လွန်းသော စိတ်ကြောင့် ်သူသည်မိသူနှင့်မျှမတွေ့ခြင်းဖြစ်နိုင်ရင်တယောက်ထဲသာနေခြင်းသည်အိမ်တွင်ညစာစားပြီးလောက်ပြီးဟုသူမျှော်လင့်ထားခဲ့သည်သို့တော်လည်းသူပြန်ရောက်သည့်အခါညစာစားနေကြသည်မှာမပြီးသည်သူဝင်သွားချိန်တွင် လူတိုင်းကပင်ညစာစပွဲ၌ထိုင်နေကြစေဘာရစ်သည်တိုင်နီကတ်ဆဲသို့ရောက်ခဲ့ပြီးနတ်ချက်အောင်ပွဲရတတင်းတစ်ခုကိုယူလာနိုင်ခဲ့သဖြင့်ညစွာပျော်ရွှင်မြူးထူးလျက်ရှိသည်စက်တင်ဘာလ26ရက်နေ့က လူးစ်တိုက်ပွဲကြီးဖြစ်ပွားခဲ့သည် ထိုတိုက်ပွဲတွင် အနောက်ဘက်စစ်မျက်နှာ၌ဗြိတိရှ်တို့ဘက်မှ လူပေါင်း15000ကျဆုံးခဲ့ပြီးအောင်ပွဲရခဲ့သည်ရန်သူတို့ဘက်မှလူပေါင်း16000ကျဆုံးဒဏ်ရာရခဲ့ကြ၍စစ်တုံ့ပန်9000ကျော်ဖမ်းဆီးရမိခဲ့ပြီးအမြောက်125လက်ကို သိမ်းဆီးရမိခဲ့သည် ထိုတဲ့တင်ကိုတိုင်နီကက်ဆယ်အာဂတ်စ်တဲ့တင်စွာတွင်အခြေတွင်ရေးသားထားသည် နော့တင်းစကာတည်င်းစာကမူရန်သူပေါင်း1000ကြာဆုံးဒဏ်ရာရပြီးစစ်တပ်ဘက်အဖြစ်3000ဖမ်းဆီးရပြီကြောင်းဖော်ပြထားသည်ထိုတည်င်းများကြောင့်ဘာရတ်စ်သည်မြစွာဂျီနက်အာရကစိတ်လုံရှားလျက်ရှိသည်တာယာပျော်ရွှင်ခြင်းလျက်ဖြစ်လျက်ရှိသည်သူသည်နော့တင်းစတာတည်င်းစာကိုအော်၍ဖတ်ပြနေသည်ရခင်ကသူသည်ညနေထုတ်တည်င်းစာများကိုဝယ်လိမ့်မရှိယခုတလောစစ်တည်င်းများကိုစောစောစီစီတိလို့သဖြင့် ဝယ်ဖတ်နေခြင်းဖြစ်သည် တခါတည်းရန်ညနေထုပ်အာဂတ်သတင်းစာသို့မဟုတ်နှဆောင်စလုံးကိုဝယ်ဖတ်တလေသည်သူသည်သတင်းစာကိုကင်ကစပွဲ၌ထိုင်နေရမှထား၍ညနေချင်းဆိုင်နေရန်ထက်မှကတ်ထားသည့်ကပမြေပုံကြီးကိုအသေးအချာကြည့်သည်မဟာမိတ်တပ်အလံများသောမှယူနီယံချက်အလံများကို နေရာရွှေ့၍စိုက်သည် အာသာသည် သူ့အဖေလုံနေပုံကိုကြည့်ကခြောက်ချသောအတွေးများဝင်လာသည် သူ့အဖေသည် ဂိုက်အနေငယ်မျှသောမြေကြီးများကိုရရှိခြင်းအတွက်ဝမ်းသာလျက်ရှိသည်ဖြစ်ရာထောင်နှစ်ချီ၍တည်သွားသောလူများအတွက်ဝမ်းသာနေခြင်းနှင့်အတူတူပင်ဖြစ်နေသဖြင့်အပြစ်မကင်းဟုယူဆမိသည်သူသည်အလံများကိုရွှေ့ဆိုင်အပြည့်တွင်မြေပုံကိုဂရုတစိုက်ပြန်ကြည့်နေသည် သူသည် ကိုရောစိတ်ပါစစ်ကြီးတဲတွင်နှစ်နေသည် သူသည်မြို့ချစ်ကြီးတယောက်ဖြစ်နေပြီလော်လော်ဆယ်တွင်စစ်ကြီးနှင့်ပတ်သက်သည့် ကော်မတီ6ခု၌ပါဝင်ဆောင်ရွက်နေရပြီဖြစ်၏။မြောက်ပိုင်းဒေသစစ်ဘေးဒုက္ခသည်များကေစရေးကောင်စီအဖွဲ့ဝင်အဖြစ်လဲရွေးချယ်ခံထားရပြီဖြစ်၏။ထိုကိစ္စများအတွက်အိမ်မတယ်လီဖုန်းသည်တစ်နေ့လုံးညီလျက်ရှိသည်။မော်တော်ကားမှလည်းနားရသည်မရှိ။အမေးမပြတ်လမ်းပေါ်၌ပြေးလွှားနေရသည်။ထွက်သည်များကြောက်ပြီးသွေးများကိုလည်းတတန်နေရှင်းလင်း၄၀နှုန်းဖြင့်တွတ်တွတ်ကြီးရောင်းချနေရသည်။ဗိုင်းရပ်စ်သည် အလက်များကိုရွှေ့အပြေးတွင်စပွဲစီသို့ပြန်ရောက်လာသည်စပွဲ၌ထိုင်မိသည့်အခါဘာရတ်သည်ဟီလ်တာဂရိစ်နှင့်အာသာတို့အားတိတ်တဆိတ်ခိုးကြည့်သည်မိနစ်အနည်းငယ်ကြာမျှအခန်းထဲတွင်တိတ်ဆိတ်နေသည် သူသည်တည်င်းစာရဲမှတည်င်းတပုတ်ကိုနှစ်ကြိမ်တိတိဖတ်သည်ထို့နောက်ခေါင်းထောင်ကြည့်သည်လော့ဒ်ကဲကလန်ဒန်မြို့ပေါ်ကသူ့ရဲ့အိမ်ကိုဒဏ်ရာရတဲ့သူတွေအတွက်ယာယီစေယုံဖွင့်ဖို့လူခဲ့တယ် ဆေးရုံနဲ့တူအောင်ပြုပြင်ဖို့ကတလကြမဲတဲ့သူတို့အနေနဲ့အခုဆိုရင်စေတနာဝန်ထမ်းသူနာပြုစရာမတွေခေါ်နေပြီဟုတ်ပြောကဟစ်တန်နဲ့ဂရစ်အားလှမ်းကြည့်သည်မင်းတို့ကတော့ကျင်စိတ်မရှိကြဘူးလားအာတာသည်မျက်နှာပြက်သွားသည် သူ့အဖေဤသဘောထားသည်စိတ်ပြစ်စရာကောင်းကြည့်သည်တစ်ချိန်ကဟစ်တာသည် အလုတ်လုတ်ချင်းလုံး၍သူ့အဖေထံခွင့်ပန်ခဲ့ဘူးသည် ထိုစဉ်က သူ့အဖေသည် ခွင့်မပြုခဲ့ အခုကြတော့လေသူ့အလိုဆန္ဒတစ်ခုတည်းကိုသာရှေ့တန်းသင်ကဟစ်တာအားသူ့နောက်ပြုတ်ဆရာမလုပ်ဖို့တိုက်တွန်းလျက်ရှိသည်ဟစ်တာသည်ဝမ်းသာလုံးဆုပ်လျက်ရှိသည် သူ့နာများကိုပင်မယုံကြည်နိုင်ဖြစ်နေဟန်ရှိသည် အဖေအဖေတကယ်ပြောတာလားဟုတ်မေးသည်အဖေကတကယ်လုပ်မဲ့ကိစ္စကိုသာ ပြောတတ်တယ်ဆိုတာသိဖို့ကောင်းတယ်ဟစ်တာဟုတ်ပြန်ပြောသည်ဟစ်တာက grace အားလှမ်းကြည့်သည်တပီးတို့နေရောက်စလုံး ဲ့ဒီအလုပ်ကိုသွားဖြစ်နိုင်မယ်လို့ထင်နေအဖေဒါဆိုရင်လည်းပြီးရောဟုတ်ပြောကဘာရစ်သည်သူ့လက်ထဲမှတည်င်းအပေါ်မျက်နှာပြန်ငုံသွားသည်ဟီလ်တာနှင့်ဂရစ်သည်တယောက်မျက်နှာတယောက်ကြည့်နေကြသည်ဟီလ်တာသည်သူ့စိတ်ကိုအောက်မထားနိုင်တမီးတို့ဘယ်တော့လောက်သွားရမှာလဲဒီရက်ပိုင်းပေါ့လာမယ့်အပတ်ထဲမှာဖြစ်ချင်လည်းဖြစ်မယ်မနှက်ပြန်ကြရင် ကောင်ဆယ်ကလူကြီးလီချ်နဲ့တိုင်နီကတ်ဆဲမှာတွေ့မယ်ငါသူ့ကိုမေးပြီးရင် လိုအပ်တဲ့အစီအစဉ်တွေလုပ်ရမယ်။ဘာပဲဖြစ်ဖြစ်ဟင်တာရော grace ပါတိုင်းပြည်အတွက်အလုပ်လုပ်တော့မယ်ဆိုတော့အဖေစိတ်ချမ်းသာတယ်။အသစိတ်ထဲတွင် မသက်မသာဖြစ်လျက်ရှိသည်။သူ့လက်ဖွားများသည်ချွေးပြန်လျက်ရှိသည်။သူသည်ထိုင်ရာမှထကားအခန်းထဲမှထွက်သွားခြင်းတော့လဲမလုပ်ဖြစ်။ဟင်တာနှင့် grace တို့သည် အခန်းထဲမှထွက်သွားကြပြီ။ antikiri မှာလည်းမရှိတော့အစောကြီးကလေးကသူ့အမေအားလှုပ်ကိုင်းပေးရန်အပေါ်ထက်တော့တက်သွားပြီ။ သူသည်ကလထိုင်မှထရန်အားထုတ်သည်သို့တော်လည်းသူ့ခြေထောက်များကလှူရှားခြင်းမပြု သူသည်လေးဖြတ်ခံထားရသည့်လူတစ်ယောက်သပွဲ ထိုင်ရက်ပင်ရှိနေသည်သူထင်ထားသည့်အတိုင်းပင်သူ့အဖေသည်တည်င်းစာကိုအောက်သို့နှိမ့်လိုက်ပြီးသူ့အားစကားလှမ်းပြောသည်မင်းအမနဲ့နှမတွေကအခုလိုတိုင်းပြည်အတွက်အလုလုပဲဆိုတာသိရတော့ငါကသိပ်ဝမ်းသာတယ်အာသာဤစိတ်သည်ရားစွာလှူရှားသွားသည် သူ့မျက်နှာသည် ရှုပ်မဲ့သွားသည်တချိန်ကတော့ထိုစကားမျိုးပြောလင်ချစ်စိတ်သာပေါ်ခဲ့သည် အခုတော့ကြောက်စိတ်တန်တရနှင့်မုန်တိမှုများ ဝင်လာသည်မြင့်မြအထိပြောင်းလဲသွားပါသည် သူသည်ယနေ့တစ်နေ့လုံးစိတ်လုရှားမှုများလွန်း၍ပင်ပန်းနှွမ်းနယ်လျက်ရှိသည် သူကမပြောချင်ပြောချင်နဲ့စကားတစ်ခုံးကိုပြောသည်ဟီလ်တန်နှင့်ဂရစ်ကဒီအင်္ဂဝေးရကိုသွားချင်နေကြတာကို ။အော်ဟုတ်လား။သူတို့ကဘာကြောင့်ဝေးရကိုသွားချင်နေရတာလဲလေ။ဟုတ်ဘာရက်စ်ကရေရွသည်။အာတာကလည်းရခင်ကလိုမဟုတ်ချက်ချင်းတုံပြန်သည်။ယခုအခါတွင်သူသည်သူ့အဖေအားဘာမစိုးပြောရန်ဝန်မလေးတော့ပေ။သူတို့ကဒီမှာဆက်ပြီးနေရမှာကိုလုံးဝမခံနိုင်တော့ဘူး။ဟင်တာဆိုရင်ဒီပါနေရတာကိုဆက်စုပ်နေတာကြားလာပြီ။အခုဆိုရင် Grace ကလည်းသူ့လိုပဲဖြစ်နေပြီ။ ကြောက်မိသွေးတွင်းနဲ့မှာအနေရဲ့ကြီးဖြစ်ပြီးကလေးကအဲ့လိုဖြစ်ကုန်တာဟိုးဒီကပဲအဲ့ဒီအကြောင်းကိုသူတို့နှစ်ယောက်ကပြောနေတာကျွန်တော်ကြားခဲ့ရသေးတယ်အဖေသူတို့ကပြောတယ်အဖေဟာ အတော်ကြီးကို ပြောင်းလဲသွားပြီတဲ့ဟီလ်တာကဆိုရင်အဖေမှာယောဂတစ်ခုစွဲတက်နေပြီလို့တော့ပြောနေပြီပါရစတီအတားအီစကားများကိုငြိမ်၍နားထောင်နေသည် စကားဆုံးသွားသည့်အခါအချိန်အတန်ကြာမျှ ငြိမ့်စိနေသည်ထို့နောက်သူစိတ်သူအလွန်ထိန်းထားရသည့်လေသံဖြင့်မင်းရဲ့သဘောထားရကြောင့်ငါစိတ်ပူနေရပြီအာသာမင်းဟာအတော့ကိုပြောင်းလဲသွားတာပဲပြောင်းလဲသွားတာကကျွန်တော်မဟုတ်ဘူးအဖေအဖေပြောင်းလဲနေတာမင်းအတွက်စိတ်ပူနေတာငါတယောက်တည်းမဟုတ်ဘူးငါဒီညဟက်တီနဲ့တွေ့ခဲ့တယ်သူကလည်းမင်းအတွက်စိတ်ပူနေတယ် မတတ်နိုင်ဘူးဖေဟုတ်အာတာကခတ်တီတီပင် ပြန်ပြောသည်အေလန်ကလည်းမင်းကိစ္စကိုပြောတယ်တဲ့သူတို့စီကိုစားလာတယ်လို့ဟက်တီကပြောတယ်ကျွန်တော်ဘာမှမလုပ်နိုင်ဘူးဖေပါရက်စ်သည်မျက်မှောင်ကုပ်သွားသည်တဖူကြောများထောင်လာသည်မင်းကမင်းနိုင်ငံအတွက်တိုက်ချင်းခိုက်ချင်းစိတ်တော်မရှိတော့ဘူးလားဟုတ်မေးသည်သူအတန်တေဒေါသကြောင့်ကျေလောင်ဆူးရှာလာသည်ကျွန်တော် ဘာအတွက်မှမတိုက်ချင်ဘူးဟုတ်အာသာကတင်းမာတော်လေးတန်းဖြင့်အဖြေပေးသည်ကျွန်တော်ဘဲသူ့ကိုမှမတတ်ချင်ဘူးတိုက်ရဖြက်ရတာလုံလောက်သွားပြီကျွန်တော်တို့နဲ့ပြုံချောက်ပြီးသွေးတွင်းထဲမှာလူတက်ပွဲတစ်ခုလောက်ခဲ့ပြီးပြီအတော့ကုန်လုံလောက်သွားပြီအဲ့ဒီပွဲကြီးပြီးကလေးကကျွန်တော်မှလူတက်ချင်တဲ့စိတ်ပျောက်သွားပြီအဖေအာသာအတန်သေးစူးရှာလာသည်ကျဲလောင်လာသည်အဖေကျွန်တော်ပြောတာနားလေလား အဲ့ဒီကိစ္စကဖြစ်မလာရင်ကျွန်တော်လဲတခြားသူတွေတို့ပဲတနက်ကြိုက်ပြီးစစ်တိုက်ထွက်မှာပဲယူနီဖောင်းဟုတ်ဆုံးကိုအကြအနာဟုတ်ပြီးစစ်ချီမှာပဲတပ်ဖြတ်ဖို့အတွက်တာမစုပဲနဲ့ကိုမနေဘူးဒါပေမဲ့ဟိုကိစ္စကဖြစ်သွားတယ်လေလူတွေတိတ်တာမြင်ရတယ်ဘာကြောင့်တိတ်ရလဲဘာသူလက်ချက်လဲဆိုတာကျေနပ်တဲ့အဖြေကိုရပြီလားမရဘူးကျွန်တော်အခုတည်းကမတင်နှက်သေးဘူး သူသည်စကားကိုမဆက်ပဲရပ်လိုက်သည်သူ့အဖေမျက်နှာကိုမော်မကြည့်သူ့အဖေကသူ့အားကြည့်နေသည်ကိုတော့စိတ်ထဲကတည်နေသည် အခန်းထဲ၌အချိန်အတော်ကြာသည့်အထိငြိမ့်စိတ်နေသည်ဘာရစ်သည် သူ့အိတ်ကထဲမှ နာယီကို ထုတ်ကြည့်သည်နာယီအဖုံးပြန်ပိတ်တံကိုကြားရသည်မင်းနားလေလိမ့်မယ်လို့ငါထင်တယ်ဟုဘာရစ်ကထိုင်ရမှထရက်ကပြောသည် ဒီနေ့ကစပြီးမင်းဟာ နက်ပ်ကျွန်ကြောက်ပြီးသွေးတွေးမှာမရှိမဖြစ်တဲ့လူတယောက်မဟုတ်တော့ဘူးကွာအဲ့ဒါကိုမင်းစိတ်ထဲကသိထားပါဒါဆိုရင်မင်းလုံရမေတောင်ကိုကိုလှုပ်ဖို့စဉ်းစားနိုင်မှာပေါ့ဘာရက်စ်ဒီအခန်းထဲမှာထွက်သွားသည်တကားကိုလည်းဆွဲပိတ်သွားသည်နောက်နှစ်မိနစ်ခန့်အကြာတွင်ခြံဝင်းထဲမှာမော်တော်ကားမောင်းထွက်တံကိုကြားလိုက်ရသည်အာတာဤနှခန်းသည်တုံလာသည် သူတကူလုံးတည်လဲတုံလာသည်မလောက်နိုင်ဘူးဟုတ်អော်သည်သူအတန်သည် လူမရှိသည့်အခန်းထဲ၌ဟိန်းထွက်လာလေသည်ဆုံးအထိလိုက်ပါနတ်စင်ပြီးခဲ့ကြတဲ့သူတူတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင် နောက်ပိုင်းမှာလဲစိတ်ဝင်စားစရာအခန်းဆက်တွေကိုဆက်လက်ပြီးဖတ်ပြပြီးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နတ်စင်အားပေးကြပါဦးရှင် channel ကို like and subscribe လောက်ချဖို့လဲမမေ့ပါနဲ့နော် အားလုံးကိုချီးမွမ်းပေးကျေးဇူးတင်ရှိပါတယ်ရှင်။ကေကျူးတန်ခမ်းတော်စနေအောင်